ုပ်ပဲနဲ့လည်းကိုယ်လုပ်ပါရဲဆိုပြီးတော့ဟိုပြောခံရတယ်လည်းအများကြီးပဲ physical ဘိုင်းဆိုင်အောင်ဆိုလည်းအဲ့လိုပြင်ဆင်ရမယ်ဆိုတာနောက်ပိုင်းသိလာတယ်အခုဆိုဂျင်းနေဆော့တယ်တခြားလူပြောမယ် music နဲ့ပတ်သက်ပြီးတော့လည်းပို့ပြီးတော့အားထည့်ရမယ်ဆိုတာလည်းသိလာတယ်ကြောက်နေသေးရပါတော့လောက်ရမှာကြောက်နေသေးတယ်ဒါမှကျွန်တော်ဘေးအကိုရီမတွေကကြောက်တော့ဘယ်လိုပြောရမလဲတရားရခိုင်နှုံးပြေဆိုမှလုံမယ်ဆိုတော့မင်းလုံပြမှာမဟုတ်တော့ဘူးကဲဒီနေ့ဒီ ဆိုင်းရီကမုံဘွေ130ပြည်နဲ့စီနန်းတော်နဲ့ collaboration လုပ်ပြီးတော့ကျွန်တော်တို့ဒီပွဲလူတယောက်ခွင့်ရတော့လည်းတကယ်ဝမ်းသာပါတယ်ပြီးတော့ကျွန်တော်နဲ့တူတက်တဲ့လူပညာရှင်နဲ့အတူကျွန်တော်အခု live အပေးရပိတ်တဲ့အားလုံးအားလုံးလည်းကျေးဇူးများတင်ပါတယ်အဟိုမီရတော့မှဟိုပွဲပွဲမှာဆုံနေကြတာတွေ့သေးတယ်ကောင်မလေးတယောက်လားမသိဆိုတော့တွေ့တယ်အဲ့ဒါဆိုလည်းအရင်တော့ပြောကြတယ်ပြီးတော့ဟိုတနစ်လွန်ခဲ့တဲ့တနစ်ကဆိုရင်လည်းအခုချိန်ကြီးကြံနေသေးတာကိုလည်းတကယ်အားရပါတယ်။အဲဟုတ်တယ်။တပုံလုံးရကြတယ်။ကျေးဇူးလည်းတင်ပါတယ်။ ဘူးဆိုတော့ကျွန်တော်ဆိုလိုလောက်တာမကြသေးဘူးတနည်းကျွန်တော်နှစ်လောက်ပဲရှိအောင်မယ်အဲ့ချိန်မှာကျွန်တော်တပုတ်ပေးတက်ဒီလက်ထဲကိုထိထိမိမိရောက်ပြီးတော့အဲဘယ်လိုပြော ပေါက်တယ်လို့ပြောမှာပေါ့နော်ပေါက်ရောက်တဲ့ဆိုလည်းကျွန်တော်တကယ်ကျေးဇူးတင်တယ်ဒါပေမဲ့ကျွန်တော်လှူထားတဲ့တချင်းတွေကအများကြီးရှိအောင်ပေါ့နော်ဒါပေမဲ့အဲ့ထက်ပို့ပြီးတော့လည်းတခြားတချင်းတွေပို့ပြီးတော့ပေါက်သွားအောင်ကျွန်တော်စူးစမ်းပါမယ်အာစူးဆောင်ကကြတော့ဒီအမှန်တမ်းပြောရရင်တော့ကျွန်တော်ကတကယ်ကျောက်နေသေးရပေါ့နော်လောက်ရမှာကျောက်နေသေးတယ်ဒါပေမဲ့ကျွန်တော်ဘေးအကူတွေမတွေကကြတော့ ဘယ်လိုပြောမလဲတရားရဂိုင်းနှုံးပြေဆိုမှလုံမယ်ဆိုတော့မင်းလုံပြမှာမဟုတ်တော့ဘူးပေါ့နော်မင်းအရွယ်ရတော့အရွယ်ရှိတော့လုံထားပါဘူးအဲ့လိုမျိုးလေးလည်းအကြံပေးတယ်ပြီးတော့ကျွန်တော်အခုရရိုက်မဲ့နောက်ရိုက်မဲ့ကားလေးပေါ့နော်နောက်ရိုက်မဲ့ကားလေးဆိုတော့ကျွန်တော်အခုကူပီကေကလည်းကျွန်တော်လည်းယင်းကြီးရဲ့ဒရိုက်တာဖြစ်တယ်ပြီးတော့ပရိုဒက်ရှင်ကလည်းအဆင်ပြေတယ်ဟာမီဟိုအဆင်ပြေတဲ့အတွက်ကျွန်တော်ပြီးတော့ရိုက်ချစ်တာပေါ့နော်ဟုတ်ပါဘူးအဲ့လိုတော့မဟုတ်ဘူးအဲ့လိုမဟုတ်ဘူးသူအချိန်ပေးရတာပေါ့အချိန်မပေးနိုင်မှာအချိန်မပေးနိုင်မှာကြောက်တော့ပေါ့ တို့ကကျတော့အဲရုပ်ရှင်ရိုက်လိုက်ပြီဆိုရင်ကျွန်တော်တို့ကတလားဆိုတလားနှစ်လားဆိုနှစ်လားဒီရှင်းနေမှာအချိန်အကုန်ကြီးချိန်ပေးရတာပေါ့ကျွန်တော်ကကျတော့တရှင်းလဲဆိုတဲ့အခါကျတော့အဲ့လိုတရားခိုင်နှုန်းအဲ့ရိုက်ကူးရေးပုံမှာအချိန်မပေးနိုင်ပါဘူးစိုးရင်တာပြီးတော့အဲ့လိုမျိုးအခွင့်အရေးနဲ့လောက်ရတဲ့အခါကျတော့အချိန်ညှိနှိုင်းပေးရတဲ့အပိုင်းလေးရှိတယ်အဲ့ပိုင်းလေးမှာကျွန်တော်အဲ့ပြီးပဲလောက်ထားတာလေးဆင်းနေမဖြစ်သေးတော့ကျွန်တော်စိုးရင်တာပါပဲအဲ့မို့အဲပြောရမယ် challenge တစ်ခုပေါ့အရှင်းမှာရမက်ကဂျိုလဲဒီနောက်တလားလောက်ဆိုထွက်တော့မယ်လို့ပြောတယ်အဲ့အခါကျရင်လဲကျွန်တော်အဲ့လိုပြောအကောင်းဆုံးတော့စူးစမ်းထားတယ်ဒါပေမဲ့ ဘယ်လိုပြောမလဲအဲဘယ်လိုပြောမလဲကိုစူးစားတလောက်ကိုတရားခံစူးစားခဲ့တော့မှလူတွေမြန်မာ90%လောက်ပဲအဆောဖြစ်မှာဆိုတော့ဒီထက်ကိုတရားထက်ကြုံအောင်စူးစားဖို့ပဲရှိရပါတော့အရာထင်ကျင်တာဟုတ်တယ်ဟုတ်တယ်အဲ့မတရုတ်ဆောင်ရဲ့လို့တော့မဟုတ်ဘူးเนาะကျွန်တော်အနုပညာအဲလုပ်လုပ်တွေအားလုံးလည်းကျွန်တော်အားပေးစေချင်တာပေါ့เนาะဘာလို့လဲဆိုတော့ဟိုဘယ်လိုပြောရမလဲအရင်တော့ဆိုရင်ကျွန်တော်အဲဘူမတီဘာပတိနဲ့အကောင်လေးတယောက်အရှင်းလေးထားပေါက်ပြီးတော့ကျွန်တော်ဒီအနုပညာလောကတွေရောက်လာတာပေါ့ရောက်လာတဲ့အချိန်မှာကျွန်တော် အဲလိုဟာကွက်တွေအများကြီးဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးကိုမလုပ်ဘဲနဲ့လည်းကိုကိုလုပ်ပါရဲဆိုပြီးတော့ဟိုအပြောခံရတယ်လည်းအများကြီးပဲဟိုအမှကျွန်တော်ဘယ်လိုပြောမလဲအတွေ့အကြုံတွေအများကြီးရလိုက်တယ်မနစ်ကဆိုရင်ပြင်စီကိုကိုပြင်စီရမယ့်အပိုင်းတွေလည်းရှိတယ်ဥမာအဲကျွန်တော်ဒီဘယ်လိုပြောကို physical ဘိုင်းဆိုင်ရာဆိုလည်းအဲ့လိုပြင်စီရမယ်ဆိုတာနောက်ပိုင်းသိလာတယ်အခုဆိုဂျင်းနေဆော့တယ်တခြားဘယ်လိုပြောမလဲ music နဲ့ပတ်သက်ပြီးတော့လည်းပို့ပြီးတော့အားထည့်ရမယ်ဆိုတာလည်းသိလာတယ်အဲ့တော့အတွေ့အကြုံတွေအများကြီးနဲ့ကျွန်တော်ပြန်လာဖို့စူးစမ်းနေပါတယ် အဲကျွန်တော်ဒီအနုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီရရင်ရတယ်လို့လေးပေါ့နော်ကျွန်တော်အကုန်လုံးခြားပြခွင့်မရဘူးဆိုတော့မှကျွန်တော်တတောင်းတနေရမှာကျွန်တော်ရတဲ့အခွင့်အရေးတိုင်းမှာကျွန်တော်အကောင်းဆုံးကြိုးစားနေပါတယ်လို့အဲပြီးတော့အမတ်အရှင်လည်းတောင်းပန်ပါတယ်အဲပြည်သူအားလုံးလည်းကျေးဇူးများတင်ပါတယ်ဟုတ်ပါဘူး